Hello, hello. Atala. Uh-huh. โอเคဒီနေ့ကတော့ကျွန်တော်လေ့လွှင့်ပြီးမှာပဲဗီဒီယိုတော့မတင်တော့ဘူးလေ့လွှင့်မှာပဲနည်းနည်းသုံးတပြောင်းအောင်မယ်ဟိုကြီးတဲ့သူကတော့ဟိုမရှိတဲ့ကျွန်တော်လွှင့်လိုက်မှာပေါ့နော်ဟိုနောက်ဟိုနောက်ပိုင်းကျမှဝင်ကြည့်ကြည့်နေဝင်ကြည့်ကြအောင်ဒါတော့ဟိုပါပေါ့နော်ဟိုတနေ့ကကျွန်တော်ပြောလို့ပေါ့ဒီ market ရဲ့အနေထားအခု ဒါပါဆိုရင်ဒါတပတ်စာကတော့ဒီလိုမျိုးပေါ့နော်တရက်ပဲကျန်တော့တယ်မနေ့ပြန်တရက်ပဲကျန်တော့တယ်နော်ဒီနေ့ဂျာတော်ပတိနေ့ဂျာတော်ပတိနေ့ဆိုတော့ဒီနေ့ဆိုလို့ရှိရင်ဒါဒီမှာမြင်တဲ့အတိုင်းပဲသူကဒီလိုမျိုးပုံစံနေလောက်လာခုကျွန်တော်တို့တရက်မှာတွားကြည့်မယ်တရက်မှာဆိုတော့အဲ့တိုင်းပါနော်တရက်မှာဆိုတော့တော်တော်လွန်နေပြီဟို80ခွန်အဲဒါဒီကောင်လေးဆိုရင်ဘောကဆို89ပေါ့နော်ဒါထပ်ပြီးဆင်းအောင်မှာမဟုတ်ဘူး ါးဒီမှာဆိုဒေဝါမှာတိကောင်ခဏနားပဲနေထားမှာရှိရနော်ဒါဒါဒီမှာနေချောင်းလေးခဏနားမှပြန်ထိုးတက်မဲ့နေထားမှာပေါ့နော်ဒါဒီပုံစံလေးလောက်နေတာဒါတတိယထားခဏနားတယ်နားပြီးပြန်ထိုးတက်မယ်ဒါအောက်ရောက်တဲ့ချိန်ကျအောက်ရောက်တဲ့ချိန်ကျရင်ကျွန်တော်တို့လမ်းပိုင်တာလို့ရပါတယ်အောက်ရောက်တဲ့ချိန်ကိုကျွန်တော်တို့လမ်းပိုင်လို့ရတယ်တို့ဒီမှာဒီ market ကခဏနားမှာเนาะကျွန်တော်ပြောလို့အာမြင်းချောင်းကအနီယိုလာထိနိုင်တယ်အနီယိုလာထိမယ်ထိပြီးတော့ မလောဆန်အနီကိုမထိသေးဘူးဒီမှာတည်ယူနော်သူကနီလာထိမယ်ထိမှပြန်ကန်တက်မှာနော်တနိုင်မှာတော့သူထိသွားပြီထိသွားပြီတနိုင်မှာကအခုဆုံးနဲ့ပြန်ဖောက်နေပါတော့။ဒါမှဒီကောင်လေးကိုပြန်တိုင်းကြည့်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာဖောက်သွားတဲ့ပုံစံကိုကျွန်တော်တို့တိုင်းကြည့်လို့ရအောင်နော်။အာဘယ်လိုမျိုးလဲဆိုရင်ဒီကောင်ကိုဒီမှာကျွန်တော်တို့ဒီစုံနဲ့စုံတဲ့နေရာမှာတိုင်းလိုက်လို့ရှိရင်ဒီချောင်းဒါတက်သွားပြီ။အာဒီကောင်တက်ပြီဆိုရင်တော့အန်ဟုတ်ပြီ အဲဆိုရင်ဒါပြီးပြီလားဆိုတော့လုံးဝတက်ပြီလားလို့တော့ပြောလို့တော့မရသေးဘူးဒါဒီမှာကျွန်တော်တို့၄နာရီမှာခဏစိုက်ဝေးပုံစံရှိတယ်တရက်မှလည်းသူနည်းနည်းပြန်ကြမယ်ဆိုတဲ့ပုံစံမျိုးပြတယ်ပေါ့နော်အဲအဲ့လိုမျိုးမြင်းချောင်းကိုသူပြန်လာနိုင်တယ်ဒီအပြာအထိကိုသူလာနိုင်တယ်ပေါ့နော်၄နာရီမှာကသူခဏဆင်းလာအောင်မယ်ဒီမြင်းချောင်းပေါ့နော်အဲ့ဒါကိုကျွန်တော်တို့စောင့်ကြည့်မှာဒီမြင်းချောင်းကလာထိမှပြန်ကန်တက်တဲ့အချိန်သူဒီမှာတော့အောက်မှာတော့ဒီကောင်ဆိုရင်၄နာရီဆိုရင်ဒီမှာ ဒါဒိုအောက်ကိုဖောက်ဆင်းတယ်လို့ပြတယ်တချောင်းဆင်းတယ်အဲတချောင်းဆင်းတယ်တချောင်းပြန်တက်တယ်ဗောနော်ဒီမှာနှချောင်းဆင်းတော့ဒီချောင်းကနေဖောက်ဆင်းမှဒီကောင်ပြန်ဆင်းတယ်ဆင်းပြီးတော့ကောင်ပြန်တက်တယ်ဒီမှာခဏနားတယ်အဲဒီချောင်းနဲ့တင်နေမှာဒူပြန်တက်နိုင်တဲ့အနေအထားမှာရှိဗောနော်အဲတော့ကျွန်တော်တို့ပြန်ကြည့်ရမှာဗာလဲဆိုရင်ဒူဒီမှာခဏ site way လောက်မှာ site way လောက်မှာဆိုရင်ကျွန်တော်တို့ဒီအချောင်းကိုဒီပြောမှာဆို EMI 20ဟူလာထိတဲ့ချိန်ကိုကျွန်တော်တို့လမ်းပိုင်လို့ရတယ် ဒီ EMA 20ကိုလာထိတဲ့ချိန်လမ်းပိုင်လုံးရတယ်အဲ့ဒါကိုကျွန်တော်တို့ဇုံနေနဲ့တွတ်ရှာမယ်တနအိမ်မှာတွတ်ရှာမယ်တနအိမ်မှာဆိုရှင်အဲဒူအောက်ကိုဆင်းလာနိုင်တဲ့အနေထားဆိုရင်အာဟိုတနေ့ကကျွန်တော်ပြောလို့ဒါဆိုရင်ဒီမှာတက်သွားပြီပေါ့နော်ဒါတက်ပြီးတော့ကျွန်တော်တို့တီးပြီးတော့ထိသွားတယ်ဒီကောင်ဆိုရင်ဟုတ်ပြီနောက် တစ်ချက်ကပါလဲဆိုကျွန်တော်တို့ဒီမှာဒီအသေးလေးရှိရပေါ့ဒီအသေးလေးတွေအသေးလေးဒီကောင်လေးလေးတွေအားကောင်းတယ်ဒီကောင်လေးတွေဆိုအားကောင်းတယ်အဲ့လိုမျိုးပေါ့နော်ဒီကောင်ဆိုရင်ဒီမှာဒီနားမှာကျွန်တော်တို့မြင်းလေးနဲ့တိုင်းကြီးလိုက်လို့ ရတယ်မင်းလေးနဲ့တိုင်ကြီးလိုက်လို့ရအဲဒီတော့ကျွန်တော်တို့တိုင်ကြီးမယ်ဒီကောင်ပဲနားမှာလဲဆိုရင်ဒီလောက်နေတိုင်ကြီးလိုက်အဲဒီမှာဒီချောင်းမှာရှိနေဒီချောင်းမှာရှိနေဆိုဒီချောင်းထဲမှာဘာရှိနေလဲကျွန်တော်တို့တွက်ကြည့်လို့ရဟွန်းဒီမှာနော်ဒီအသေးလေးတွေရှိတယ်ဒီအသေးလေးတွေရှိတယ်အဲဒီအသေးလေးတွေနဲ့ဒီကောင်လာထိတ်ရတိုင်မျိုးနေရာကြီးလာထိတ်ရတိုင်မျိုးနေရာကြီးလာတယ်အဲဒီကျွန်တော်တို့တိထားအောင်အဲတော့ ် market ကကျွန်တော်တို့ဟောမလို့ပေါ့နော်သူဆင်းမှာမဟုတ် site week ခဏလာမယ် site week ခဏလာပြီလို့ရှိရင်အောက်ကိုနည်းနည်းလေးဆင်းအောင်လေးပြပြပြီးပြန်တက်မှာပေါ့နော်တောက်လျှောက်တက်မှာအဲ့မဲ့ဆိုတော့ဈေးခွက်ရဲ့ကျွန်တော်တို့ဒီဟိုပါပေါ့အာအခုအမေရိကန်ရဲ့ငွေဈေးပေါ့နော် USD က USD ကတော့အားနေနေအားနေနေတော်တော်လေးအားနေနေတာတွေ့ရအားနေတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ ကြောက်အောင်မှာထိုက်ပြီးတော့ဒီရွှေစည်းကထပ်တက်မှာပေါ့နော်ငွေစည်းကြမှာငွေစည်းကြမယ်ရွှေစည်းထပ်တက်မယ်အာဒေါ်လာဈေးကြနေတူရတော့ကျွန်တော်တို့ကရွှေရတော့ထပ်တက်အောင်ပါ။ဘာပြောတော့နိုင်ငံရေးပြည်ပခါတွေဒါမပြီးမချင်းပါနော်မပြီးမချင်းရွှေစည်းကတော့ဒီနှစ်ထဲမှာတော့တောက်လျှောက်တက်ခဲ့တာကြီးပဲရှိတယ်။ရော့သွားတာတော့မရှိဘူး။ဘာဦးတနေ့မှဆိုလဲကျွန်တော်ပြောတယ် ဒီကောင်လေးဒီကောင်ထပ်နှိမ့်သွားရင်ထပ်ဆင်းအောင်မှာလို့ပြောတာထပ်နှိမ့်သွားဒီမှာနှိမ့်သွားเนาะကျွန်တော်ဟိုတနေ့ကကျွန်တော်တိုင်းပြတနိုင်မှာတိုင်းပြတယ်အဲ့ဒါတွေကိုကျွန်တော်တို့ဒီလိုမျိုးတိုင်းကြည့်လို့ရတာတိုင်းကြည့်လို့ရတယ်ဆိုတော့ဟိုဒီမှာသူဆင်းသွားတဲ့ပုံစံဒီမှာတွေ့ရနော်ဆင်းသွားတယ်ကျွန်တော်ပြောပြတာအများကြီးတော့မျောလင်းလို့မရအောင်အများကြီးမျောလင်းလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ तू ကအဆင်းဆိုရင်ဆိုမဲ့ဟိုခုနကကျွန်တော်ပြောလို့ EMA EME 20 50တရာအဒီလိုမျိုးပေါ့နော် EME ဒီလိုမျိုး20တို့50တို့အလာထိရမဲ့ပုံစံမျိုးတွေဖြစ်ပြီဆိုကျွန်တော်တို့ပြန်ပိုင်လာတာကောင်းတယ်ပြန်ပိုင်နိုင်ရင်တော့ပြန်တက်တယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲဟိုတနေ့ကကျွန်တော်ပြသွားတယ်ဒီအားတွေဆိုရင်တကယ်လုံမိလိုက်တဲ့တူပေါ့လုံမိလိုက်တဲ့တူဒီလိုမျိုးနေရာမှာကျွန်တော်ထိတယ်ထိရဆိုရင်ဒီမှာမြင်းချောင်းတွေပါနေနဲ့ကြည့်ပြီးတော့ကျွန်တော်တို့ဖောက်တက်တဲ့ပုံစံမျိုးတွေပြရင်ကျွန်တော်တို့လိုက်ဝယ်သွားလို့ရတယ်ဒီမှာလေးဆိုရင် ေကောင်းနေဆိုရင်ကြည့်ဒါတွေဆိုရင်ဒါဒါဖောက်တက်သွားတဲ့နေရာဖောက်တက်သွားရင်ဆိုတော့ဒါဒေချာပေါက်ထက်ဒီမှာဖောက်တက်ပြီးဒီကောင်းနေနေ90လောက်ရောက်ပြီးအာသာသွားတယ်ဆိုတော့ဒါလိုက်သွားပြီးပေါ့မလို့တော့အဲကျွန်တော်တို့ရပြီပဲအဲ့ဒါအဲ EC ကျွန်တော်တို့ခိုင်းလိုက်တော့လို့ရအခုလည်းကျွန်တော်တို့ပြန်ဆင်းလာဒါဆိုရင်ကျွန်တော်တို့ဒီကနေအဲဒီမှာ EME 50 50ထိတူဆင်းလာတယ်50မှလာထိတယ်50မှလာထိတော့ကျွန်တော်တို့50ကနေကောက်ယူရလို့ရတာပဲအခုလည်း တော့အခုလောဆယ်၄နိုင်၄နိုင်မှာကျွန်တော်တို့တချောင်းကတော့အနည်းငယ်ပြီးသွားပြီ။ချောင်းကတော့အနည်းငယ်ပြီးသွားပြီနော်။လူထပ်ဆင်းလာနိုင်တယ်။ဒီလောက်ထိပဲသူဆင်းနေမှာ။အများကြီးမဆင်းနိုင်ဘူး။ဒီလောက်ထိ။နောက်ထိဆင်းဆင်းပြီးတော့သူပြန်ကန်တက်။ဒီလိုမျိုးပေါ့။အဲ့ဒါလေးကျွန်တော်တို့တတိထားအောင်ပြည့်တယ်။ဘာဖြစ်လို့ဆိုဒေးဝါမှာဆိုရင်ကျွန်တော်တို့တွားကြည့်ဒေးဝါမှာဆိုရင်ဒါ၁၇နာရီကျန်နေရနော်။၁၇နာရီကျန်နေရမပြီးသေးဘူး။မပြီးသေးဘူးဆိုတော့ တော့၄နာရီမှာစိုက်ဝေးလုပ်တဲ့ပုံစံမျိုးနဲ့ဆိုရင်ဒီကောင်ဒီဒီဝါမှာဆိုရင်အနီလေးဒီမျိုးတတိနဲ့လည်းပြီးချင်းပြီးနိုင်တယ်။နောက်မဟုတ်လဲဒီပုံတက်မှဒီလိုရအောင်လေးနည်းနည်းလေးနှိပ်မှပြီးချင်းပြီးမယ်။အဲပြီးတော့မနဲ့ပြင်တရက်ကိုထူထောင်တက်နိုင်လေးတယ်။အဲကျွန်တော်တို့ကြည့်ရအောင်ပါနော်။ထောင်တက်နိုင်လေးတယ်။အဲတတိထောင်။အဲတော့ကျွန်တော်တို့ဘာဖြစ်တနားကြီးမှာတနားကြီးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်။ အဲအဲ့လိုမျိုးဖောက်တက်သွားတယ်။ Okay ။ဖောက် တက်တယ်ဆိုရင်ကျွန်တော်တို့ကလိုက်ပိုင်သွားရုံပဲ။အခုဖောက်တက်တယ်နော်။ဒါဖောက်တက်တယ်ဆိုရင်မှအခုဒီကောင်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဖောက်တက်သွားတာမူမှန်မမှန်ဆိုတာကျွန်တော်တို့ကြည့်လို့ရတယ်။ဒါဆိုရင်90ရာခိုင်နှုန်းပဲရှိရယ်။မမှန်သေးဘူးပေါ့နော်။မမှန်သေးဘူး။ဒါပေမဲ့ဖောက်တော့တက်သွားတယ်။မမှန်သေးဘူးဆိုပေမဲ့တူကဒီခုက attribute မှာရှိနေတာဆိုတော့ကျွန်တော်တို့ SN ကိုဒီအောက်မှာထားပြီးမှယူလို့ရတယ်နော်။ SN ကိုအောက်မှာထားပြီးမှဘယ်လိုယူရမလဲဆိုရင် ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်အဲဒီကောင်အခုကျွန်တော်ဒီကနေရတယ် SN ကိုဒီလောက်ဖြစ်ထားရင်ဒါဒီလောက်ဖြစ်ထားရင်ဒါထားရမှာဒီဒီလောက်ကတော့အန်ဒီရောများတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အဲဒီကောင်ကဒီ SN ကဒီနားမှာထားရဲဆိုရင်ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတအားတော့ကတ်တယ်ကတ်တယ်ဆိုပေမဲ့ဒီကောင်ကဆင်းလာနိုင်သေးတယ်အဲလေးနိုင်မှာစိုက်ဝေးဖြစ်ရတဲ့ကောင်းတာတော့ဒီနားလောက်ထားတာကောင်းတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးတားကတ်ယူပါတော့ဒီလောက်လောက်တားကတ်ယူ 4100အကျော်လောက်ထားခဲ့ယူ4130လောက်ဒီလောက်လောက်ယူလို့ရအဲတော့ဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့ entry ဝင်လာလို့ရပါတယ်အဲပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးဒီဟိုပါဘောနော်ဒီကောင်ဆင်းလာတာအခုဒီမှာဆိုလို့ရှိရင်ဒါတတိပိတိဆင်းလိုက်တက်လဲဆင်းလိုက်တက်လဲနဲ့လှုပ်သွားတာဆိုလို့ရှိရင်ဒါတော်တော်လေးကျွန်တော်တို့မြင်နေရတဲ့အတိုင်းပဲအရှေ့ကျန်းတယ်လို့ပြောရအောင် ော်တော်လေးဟိုပါဖြစ်နေမြင်းเจ้าကထပ်ပြီးဖြာနေတုံးပဲเนาะဖြာနေတုံးပဲဒါပေမဲ့တစ်ခုရှိရကျွန်တော်တို့နားလည်ထားရမှာ၄နာရီမှာဒီမြင်းเจ้าကဒီကောင်းလည်းမထီသေးဘူးဒီ EME 20နဲ့မထီသေးဘူးเนาะ EME 20နဲ့ထီမှကျွန်တော်တို့၄နာရီမြင်းเจ้าရဲ့ EME 20နဲ့ထီပါပြီဆိုရင်ဒါကျွန်တော်တို့စောင့်ကြည့်လိုက် EME 20မှာထီရဲတကယ်လို့ဒီလိုမျိုးပုံစံနေဖောက်ပြီးပြပြီဆိုရင်ကျွန်တော်တို့လိုက်ပါပြီးလို့ရှိရင်တနာရီမှာလည်းတွားကြည့်ပြီးပါဒီတိုင်းဟိုမလို့ကြီး ဟို order ကိုပေါက်တက်ကရောက်မှုဝင်တယ်ပေါ့နော် order ကဘာကိုပေါက်တက်ကရောက်ဝင်လို့ရှိရင်ကျွန်တော်တို့အတွက်ရှုံးမှု risk က AI များတာပေါ့နော်ဒါကျွန်တော်တို့ကြည့်ရင်ဒီ kinetic ကိုလည်းကျွန်တော်တို့ဖတ်ပါမဖတ်ဘဲနဲ့မနေနဲ့ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်အခု kinetic တွေအဲသူလုံနေတဲ့ပုံစံတွေကိုကျွန်တော်တို့ကအမြဲတမ်းဖတ်နေဖတ်နေရမယ်မဖတ်လို့မရအောင်ဒါအခုဒီမှာဆိုရင်ဒါ၄နာရီတခြားဆိုဒီကောင်ဆိုရင်တော်တော်လေးအဲပြသွားပြီပေါ့ဒီကောင်ဆိုဟိုမလို့ဒီခု၄နာရီမှာဆိုရင် တူညီတဲ့ချောင်းပုံစံရှိတယ်။တူညီတဲ့ချောင်းပုံစံရှိရင်ဒီကောင်ဟိုနောက်ထပ်၃နာရီကျန်နေရဆိုကျွန်တော်တို့ပိုင်ထားတာမမအောင်။ဒါအောက်မှာယူရလဲခြံပြီးွားရေး။ပိုင်ထားလဲမမအောင်။အရောက်မှာအောက်မှာလဲယူခြံပြီးွားရေးဖြစ်တဲ့အတွက်ဒီကောင်ပြန်ထပ်တက်တော့မှာပဲဖြစ်တယ်။နော်။ဒါကျွန်တော်တို့ဒီမှာဒီကောင်ဆိုတူညီတဲ့ချောင်းတွေမှာရှိတယ်။တူညီတဲ့ချောင်းတွေမှာရှိတဲ့အတွက်ကြောင့်မို့ဒါအဲ့ဒါဒီမျိုးတွေကကျွန်တော်တို့ဒီအတက်ဘက်မှာဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆိုရင်ဒီကောင်တွေက အဲတောက်လျှောက်ပဲတက်နေတဲ့အနေအထားမှာဆိုရင်ကြပေါ်ရခင်တော့အရင်နေပေါ့နော်ခုတည်င်းနေချက်လက်တွေပါနေဆိုရင် ကျွန်တော်တို့ကြည့်မယ်ဆိုရင် USD ကလည်းအားနေတယ်ပြီးတော့ဒီနိုင်ငံရေးအခြေအနေတွေကလည်းအရင်ရှုပ်ထွေးနေပေါ့နော်ဒီစစ်တွေကလည်းဖြစ်ဟိုတခြားနိုင်ငံမှာတွေကလည်းဆန္ဒတွေပြနေတာမြင်တဲ့အတိုင်းပဲအဲ့လိုမျိုးပေါ့ပြီးအမေရိကန်ရဲ့ဒီမွေကလည်းပြော့လာအားပြော့လာ အဲ့ဒါတွေကြောင့်ကိုကျွန်တော်တို့ market ထဲမှာအာဘာပဲဖြစ်အောက်ကျလာတယ်ကျလာရင်စောင့်ကြည့်နေတကယ်လို့ကိုလိုက်တော့မယ်ခေကအောက်ကျလာတဲ့အချိန်မှာပဲကောက်ပြီးမှပိုင်လာလိုက်နော်အောက်ကနေပဲကောက်ပြီးမှပိုင်ပိုင်လာလိုက်ဘာပဲဖြစ်ဖြစ်အောက်ကနေကောက်ပိုင်လာပူပြီးမှဒီဟွာဒီ attribute မှာရှိနေတဲ့အတွက်ကျွန်တော်တို့က market ကို follow လိုက်ပြီးတွားတာဖြစ်တဲ့အတွက်အဲဒီ market ကနေပြီးမှကျွန်တော်တို့ချိုးမြတ်ယူမှာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်အောက်ကနေ သူရောက်လာတယ်အောက်ကိုလာနားတယ်အောက်ကိုခဏဆင်းလာတယ်အဆင်းလာရင်ကျွန်တော်အောက်ကနေမှဖြတ်ပြီးတော့ပါတယ်ဒါဒီကိုကဒီနေ့ထဲမှာဆိုတော့ခု၄000ကျော်ပါနော်၄000ကျော်ပါမြင်တဲ့အတိုင်းပဲတစ်ခါမှမမြင်ဘူးတဲ့ကျွန်တော်တို့ဒီ market တက်အမြင့်ဆုံးဈေးကိုရောက်ခဲ့တာဒီမှာကြည့်ဟော၄000နဲ့60လောက်ဒီရောက်တော့ခဲ့တယ်၄000နဲ့60ဆိုနေတဲ့နှုန်းပေါ့နော်ကျွန်တော်တို့မိနစ်ကဝယ်ထားခဲ့ရှင်မိနစ်တော့ဘယ်လောက်မှမရှိဘူး မနေ့တော့ကျွန်တော်တို့တွားကြည့်မယ်ဆိုရင်မနေ့တော့အနေထားနဲ့ကျွန်တော်တို့ဒီတလနဲ့တွားကြည့်လိုက်မယ်ဆိုရင်ဘာမှမဆိုင်ဘူးတွားကြည့်ရအောင်တလမှာဆိုကြည့်တတော်လေးကိုဟိုဖြစ်နေနော်အတလရဲ့အနေထားကိုကျွန်တော်တို့တွားကြည့်မယ်ဟာရည်ကြည့်အောင်ဒါတော့အခုဆိုရင်ဆယ်လပိုင်းနဲ့နော်ဆယ်လပိုင်းဒီဆယ်လပိုင်းထဲမှာတင်ကုန်မှာဒီမှာ ထပ်ပြန်တက်နေရနော်ဒါဒီမှာဆိုရင်အချိန်ကဟိုမှာမူးမူးခေါင်တက်ထားတာမှာ90နဲ့90ဟောင်းနေဟမ်အဲအဲ့တော့ကျွန်တော်တို့ဒီဆေးလောက်ပိုင်းကနေကြီးကြီးတယ်မယ်09689432ဒါမနစ်က12နာရီနဲ့အဲ့တလပိုင်းကနေစတက်လိုက်တာဆိုလို့ရှိရင်ဒူ site way လောက်ွားတဲ့ပုံစံမျိုးမှာဘယ်မှာရှိလဲဆိုတော့ တဲ့နဲ့သုံးလေး၅လ၆လ9လနဲ့အဲ9 6ခွန်ပေါ့နော်ဒီကြားထဲမှာပဲသူကလောက်သွားတာဒါမှမဟုတ်အဲ့မှာ site way ဆိုပြီးမဲ့ကျွန်တော်တို့ဒီဟိုအောင်မှာတွားကြည့်ယူကျွန်တော်ဘယ် site way ဟုတ်လဲမှာတော့တနာကြီးတို့ဘာတို့မှာဆိုရင်အတက်ကြရအများကြီးလောက်သွားတဲ့နေရာအဲ့ဒါဆိုကျွန်တော်တို့ရရအဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ့အဲ့အောက်ကနေကျွန်တော်တို့အခုမလို့ trader ကြီးတွေဆိုမျိုးတို့နှစ်ချီပြီးခိုင်နေရဆိုအောက်ကနေဒါမျိုးပိုင်ဟမ်တစ်ခုလောက်မိထားလိုက် ဘာပြောကောင်းလဲမကောတော့ပါဘောနော်ဒီဟူဂျီကိုကြည့်လက်ဒီအောက်ကနေဆိုကျွန်တော်ထွက်ကြည့်လက်2629ကနေစလိုက်တာအခုဘယ်လောက်တက်သွားလဲ4000ကျော်တိတက်တာ4000နဲ့60တိရောက်သွားတာအဲတော့ကျွန်တော်ဒီအောက်ကနေဆိုရင်ဒီသူတက်သွားတဲ့အနေထားဆိုရင်အခုဘယ်လောက်ရှိသွားဆိုတော့အဲ4000ကျော်ဆိုရင်1500လောက်ပေါ့1500ကျော်လောက်တိတက်သွားတာနော် နည်းနည်းလုံးလုံးမို့အမြတ်မနေဘူးရတာအမြတ်မနေဘူးရတာအများကြီးထိတာအများကြီးရတယ်ကျွန်တော်တယောက်ကနေဒီတိုင်းရွှေဝေတာနဲ့ရွှေတုံးကင်တိုင်းတော့မှအများကြီးရမှာဒီထဲမှာထွက်တဲ့လူဆိုဘာပြောကောင်းလဲထွက်တဲ့လူကအဲ့လိုမျိုးအဝေကင်တာလို့ရှိရင်တော့ဘာပြောကောင်းလဲအများကြီးရတော့ဒီပဲချမ်းသာရင်ဟာအများကြီးမလို့ဟိုဘလောက်ဒေါ်လာ1000လောက်ထည့်မှာဒေါ်လာ1000လောက်ထည့်မှာလော့ဆိုင်အဲ0.1 ဝမ်းလုံးလောက်ထည့်ထားရင်တော့မှအခုချိန်မနေဘူးဒါ easy ပေါ့နော်โอเคကျွန်တော်ဗီဒီယိုကတော့ဒီနေ့ကတော့တလောက်ပါပဲဒါဒီနေ့ကတော့ကျွန်တော်ဗီဒီယိုမတင်တော့ဘူးဒီနေ့ဒီဟောပေါ့နော်ဒီ like နဲ့ပဲကျွန်တော်ဒီနေ့ရှင်းပြပြီးတော့ရခဲ့တာပဲဖြစ်တယ်။ဘာဖြစ်ကျွန်တော်တို့ဒီကျွန်တော်မြန်မာ trader တွေလည်းအမ်ဘူးဘူးရလည်းရအောင်ပြီးလို့ရှိရင်ကျွန်တော်တို့ market ထဲမှာအမ်ဒီလိုမျိုးအခုမှစောင့်ဝင်လာတဲ့ညီကောင်မောင်နှမတွေရော ဒါ market ထဲမှာဘယ်လိုတွေရှိတယ်ဆိုတာကျွန်တော်ကတုံ့ပြန်ပြင်ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေအဲပြောမလို့ရှိရင်အရှုံးနေပြီးအမျက်များအောင်ကျွန်တော်တို့ပညာအောင်များတင်ယူရမယ်လေ့လာရမယ်ဘာဖြစ်ကျွန်တော်အဗီဒီယိုလေးကိုကြည့်ပြီးတော့ပညာတစ်ခုခုရသွားပါစေလို့ပဲအဲကျွန်တော်မျော်လင့်နေပါတော့ပညာရသွားတယ်ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်ကဒီ comment လေးထဲမှာစာလေးတွေချန်ခဲ့ပြပါအောင်လို့တောင်းဆိုပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့